မင်္ဂလာပါသားတို့သမီးတို့ရေနေကောင်းကြလားနေကောင်းကြတယ်နော်ဆရာစီမာတော့လေဆရာကပြင်မနာမှာဆိုတော့ငလင်လှုပ်သွားပြီးတော့ဆရာတို့နော်ဆရာတို့လည်းအလုပ်တွေရှုပ်သွားတော့အခုမှပဲဗီဒီယိုသင်ခန်းစာလေးပြန်ရရပါတယ်မှတ်မှတ်ရငလင်လှုပ်ပြီးနှစ်ရက်နဲ့နှစ်လနဲ့နှစ်ရက်ပေါ့နော်နှစ်လနဲ့နှစ်ရက်မှာပေါ့ကွယ်ကဲအဲ့ဒီတော့တောင်းသမီးတို့နေကောင်းကြမယ်ထင်ပါတယ် နော်အဲ့တော့ကြောင်းနေလဲပြန်ဖွင့်တော့မယ်ဒါပေမဲ့ဒီလို coding လေးတွေကိုအခုအသင်ငန်းစာလေးတွေရနေပြီဒီစာလိုက်ပြီးလေ့ကျင့်ပါနောက် solution တောက်တပြီးတော့အများကြီးကျွမ်းကျင်တဲ့လူဖြစ်သွားလိမ့်မယ်အလဲ you will be heroes you will be programmers and uh, programmers တွေဖြစ်လိမ့်မယ်ဟာ you will be ai experts ai နဲ့ပတ်သက်တဲ့ experts တွေကျွမ်းကျင်တဲ့လူဖြစ်သွားလဲဟာဟာ yes ဟာဟာ okay okay အဲ့တော့ ai နဲ့ပြန်ပြောသေးဘူးကြောင်လေးအရင်ဆုံး ပြောင်းအောင်သေးလို့ကဲပြီးခဲ့တဲ့ခေါက်ကဘာတွေလောက်ထားပြီးအောင်ကြည့်အောင် green flag ကိုနှိပ်လိုက်မယ်ဆိုတာနဲ့ဆရာတို့ကဘာဖြစ်သွားလဲဆိုတော့ timer တွေ score တွေအရင်ပျောက်သွားတယ်။နောက်ပျောက်သွားဒီမှာ chasing fruit ဆိုတာပဲကြံနေကြံပြီးဒီ play ကိုနှိပ်မယ်။ down ဆိုနှိပ်လိုက်မယ်။ဘေးညာဘက်ကိုသွား right ဘယ်သွားအပေါ်တက်အောက်စင်ဒီ ठी ပဲပြီးသေးတယ်။ဟုတ်ပြီနော်ဒီ ठी ပဲပြီးသေးတယ်။ကဲအဲ့တော့ဒီမှာကြည့်အောင်ဘယ်ညာသွားအောင်ဘယ်ဘက်ကိုသွားမယ်ညာဘက်ကိုသွားမယ်။ ညာဘက်ကသွားရင်လမ်းလျှောက်တဲ့ပုံစံလည်းမဟုတ်ဘူးယူဆိုတဲ့လိုကြီးသွားတာယူယူဆိုသွားနေအတိတ်ပဲမရှိဘူးလမ်းလျှောက်တဲ့ပုံစံလေးလောက်ကြည့်ရအောင်နော်โอเคနော်ကဲလမ်းလျှောက်တဲ့ပုံစံလေးလောက်ကြည့်အဲ့တော့ဒီမှာနော် cat ကိုသွား cat ရဲ့ when i receive game start ကနေပြီးတော့အဲ့အောက်မှာနော် when i receive game start ရဲ့ left arrow လေးကိုတို့လေ့ကျင့်အောင် ပြောင်းမယ်ဘာပြောင်းမလို့တို့ လမ်းလျှောက်တဲ့ပုံစံကပုံစံဆိုတော့ပဲထဲသွားမယ်လေ motion look sound events control events လို့အတန်ထွက်ပြီးတော့ event လို့မထွက်ဘူးအဲ့တော့အသွင်အပြင်ဆိုတော့ looks ပေါ့ပုံစံဆိုတော့ looks ပေါ့ okay အဲ့တော့သူ့ကိုဆရာတို့က costume လေးပြရအောင် costume เนาะ switch costume ဘယ်လိုသွားမလဲဘယ်ဘက်ကိုလဲသွားမယ် sorry သူက running ပုံစံသွားကြည့်အောင်ဒီမှာ costume လေးတစ်ခုပို့နေရလေးဒါလေးဖြတ်လိုက်မယ်ပြီးမှလို့မယ် ဲ့တော့ switch costume ကို running လို့သွားလိုက်အောင်အဲ့ဒါဒီမှာနော်ဒီပုံလေးကိုကြည့်နော်ဒါလမ်းလျှောက်တဲ့ပုံလေးနော်ဒါလမ်းလျှောက် sorry ဒါဟို standing နော်ရက်နေတဲ့ပုံလေးနော်မတက်ရက်နေပုံလေးအဲ့တော့ခဏလေးဗျာအဲ့မတက်ရက်နေပုံလေးဗျာအဲ့တော့အဲ့ဒီမတက်ရက်နေပုံလေးကိုဘယ်လိုဖြစ်သွားမလဲကြည့်အောင်ဘယ်လိုသွားမလဲအာ player နေရအောင်ဘယ်လိုသွားမလဲအဲ run နဲ့ပုံစံတော့တီးတဲ့ပုံစံနဲ့ပေါက်နေဒါပေမဲ့ပြန်ပြီးတော့ ပြေးပါဆိုမှဒီလိုလေး6တော့ကအသွာဒီလိုသွားလိုက်ရက်လိုက်သွားအဲ့လိုမျိုးလေးမဟုတ်တော့ဘူးနဲ့တပုံစံနဲ့ယူယူဆိုဖြစ်သွားပြန်ရောနော်အမဟုတ်သေးဘူးနော်အကဲမဟုတ်သေးဘူးဒါဆိုဘယ်လိုလုပ်ရင်ကောင်းမလို့ဒါတို့မျိုးစဉ်းစားကြည့်ပါဦး pause လုပ်ပြီးအခုဆရာဗီဒီယိုဖိုင်လေး pause လုပ်ပါ pause လုပ်ပြီးလေ့လာကြည့်ပါဦးကိုယ့်ဘာကိုစူးစမ်းကြည့်ပါဦးအလဲကဲစူးစမ်းကြည့်ပြီးပြီထင်ပါတယ် costume ပြောင်းပါပေါ့ဟုတ်လား costume ပြောင်းပါဆိုတော့နောက်ထပ်ထည့်လိုက်မယ် costume ကို now costume ကို running ပြီးလို့ရှိရင် standing ပြန်လုပ် ဟုတ်လားကြည့်ကြည့်အောင်ဟုတ်လားညာဘက်ကိုသွားဘဲကိုသွားဟွန်း standing ပြန်လောရနေအဘာပြောရတော့ဒီကောင်ကဒီ code ကတော့ run နေ running ကိုလည်းသွားတယ် standing ကိုလည်းသွားတယ်ဒါပေမဲ့စက်တိုက်သွားလို့ဖြစ်နေတော့ဂျားထဲမှာဆရာတို့အချိန်လေးနည်းနည်းလေးစောင့်ပြီးလဲရအောင်ဘယ်လိုစောင့်မလဲအချိန်လေးစောင့်မယ်ဆိုတော့ဘယ်လိုလုပ်မလဲ wait wait 1 seconds ပဲသွားကြည့်အောင်တစ်ချက်နှိပ်လိုက် တစ်ချက်နှိပ်လိုက်ဟောမလွယ်ဘူးเนาะတစ်ချက်နှိပ်လိုက်မလွယ်ဘူးတစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်လိုက်မရဘူးအဲ့တော့ဒီမှာ1 seconds ကိုဆရာမစောင်းတော့0.05လောက်သွားကြည့်မယ်ကြည့်ကြည့်ရအောင်နှိပ်မယ်အာဟာတတတတဘယ်ဘက်ကိုနှိပ်เนาะ ညာဘက်ကနေတော့အတိုင်းပဲ0.05ဆိုတော့ဒူဒူဒူဆိုပြေးနေတယ်။နည်းနည်းပုံမြန်ချင်0.005ဒီပါလုတ်ကြည့်ပါပိုကြာသွားမှလည်းနဲ့ sorry ။အဲ့တော့ကြာပုံရဒူဒူဒူအဲ့တော့0.01ဆိုရင်ထားကြည့်လေဘယ်လိုဖြစ်မလဲ0.1ဆိုတာဒါတစ်စက္ကန့်ရဲ့10ပုံတစ်ပုံပေါ့။နော်။တစ်စက္ကန့်က1 second ဆို0.0.1ဆို7ပုံတပုံတန်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 တော့ဒီလိုလေးဖြစ်နေ ဒါခွန်ဆော့ခွန်ဆော့လေးဖြစ်နေတဲ့ပုံစံလေးဖြစ်နေတော့သူ့ကိုနည်းနည်းလေးပို့ပြီးတဘာဝကျသွား01ဆိုရင်ဘယ်လိုဖြစ်မလဲ Sorry ဘယ်အဲ့တော့01တော့မဟုတ်05ပေါ့နော်ဒါလောက်ထားကြည့်လဲတိတ်တော့မကွာဘူး Okay အဲ့ဆိုရင်ဘယ်သွားဒါဆိုရပြီကဲဒါဆိုဒါတို့သမီးတို့ကညာဘက်လေးကိုသွားလိုက်နော်ညာဘက်ကိုသွားနော်အဲ့တော့ right tail ကိုသွားဟာလား right tail ဆိုတော့အတူတူပဲနော် ကြောဒီကနေ duplicate လောက်လိုက်ဒီဟာကို duplicate မှန်နော်ရမလားဒီဒီ switch costume to running ကနေပြီးတော့ဒီကောင် right click နဲ့ duplicate လောက်လိုက်လို့ရှင်လူလေးဖြစ်လာသူ့ဒီအောက်ကိုသွားပြီးတော့ right ထဲတို့ရဲ့အောက်မှာသွားလောက်လိုက်အဲဆိုရင်ညာဘက်ကိုသွားကြည့်ဘယ်ကိုသွားကြည့်အမ်ဘယ်ရောညာဘောအစီပြေသွားပြီဘယ်ညာရပြီဆိုအပေါ်တက်အောက်စင်အပေါ်တက်အောက်စင်လောက်ကြည့်ရအောင်အပေါ်တက်အောက်စင်လောက်ကြည့်အောင်အဲ့တော့အပေါ်တက်အောက်စင်လောက်ကြည့်မယ် ်ဟုတ်ပြီအပေါ်တက်ထားအောက်စင်တော့လုပ်ကြည့်မယ်ဟေးဆိုလို့ရှိရင်ဘယ်လိုတွေဖြစ်သွားမလဲအဲ့ပုံစံတိုင်းပြန်လုပ်မယ်ဟေးဆိုရင်ကဲကော်ဖီကူးချီအောင်ကွာအဖယ်လိုအဖယ်လိုကဲဘောဘောတက်ကြဝေးပြန်နေပြီနော်အဖယ်လိုနေပြီဟာအပေါ်တက်လဲအဲ့ပုံစံသွားတာအပေါ်တက်ရင်အဲ့လိုပုံစံသွားတာပဲအဲဒီလိုလေးโอเคနော်ဒီလိုလေးโอเค ကဲဟုတ်ပြီဒါဒီပုံစံလေးပေါ့ကွာရပြီနော်ဒါဆိုဒေါင်းနေရိုးကိုနှိပ်လို့ရှိရင်လည်းအဲ့လိုပုံစံဖြစ်မှာပေါ့ဒေါင်းနေရိုးဆိုလို့ရှိရင်အဲ့လိုပုံစံလေးသွားကြည့်လိုက်လို့ရှိရင်ကျန်တို့ up down left right up down left right လို့ပုံစံရပြီကဲအဲ့တော့အဲ့လို code လေးက ဒါလေးတစ်ခုရှိတယ်เนาะအဟုတ်ပြီအဲ့တော့ဒါလေးကို save လိုက်ပါအောင်ဒါလေးကို save လိုက်ပါအောင်ဒါအပေါ်အောက်ရှေ့နောက်သွားတဲ့ပုံစံပေါ့โอเคเนาะအဲ့တော့ save ပြီးပြီเนาะ save လိုက်เนาะ save လဲဆိုတော့ဘာမှ capture ဒီမှာ file save to your computer ဆိုတော့ကိုယ်နဲ့ကိုယ်သိမ်းထားတဲ့နံပါတ်နဲ့ရှိလိမ့်မယ်အဲ့တော့ဆရာကဒီမှာ chasing fruits နောက်ဒီမှာဆိုရင် part 4လို့ဆရာနာမည်ပေးလိုက်တာ part 4ဖြစ်သွားပြီ part 4 okay now part 4အဲ့တော့ part 4လာ okay ဟုတ်ပြီဒီလည်းလို့နာမည်ပေးလိုက်ပေါ့ကွာကဲရပြီဟုတ်ပြီဒါဆိုရင်နောက်ပုံစံလေးတစ်ခုသွားကြည့်အောင်အဲ့ဒီ costume ပြောင်းတဲ့ဟာပဲဆရာနောက်ထပ်ပုံစံလေးတစ်ခုနဲ့သင်ပေးအောင်မယ်နော်ပုံစံလေးတစ်ခုသင်ပေးအောင်မယ်ဟုတ်ပြီအဲ့တော့မာဂျီနော် ene i receive game start be no ata ene ai ene ai receive game start pe. be ben forever lop ko tua me forever lop ko tuame di ka a fen es ko tua me SNL score to a game running at one pillow. game running is a lobby villa game menu game running. If SNL score to a nail. if နဲ့ပဲသွားကြည့်အောင်လို့ if နဲ့ပဲသွားကြည့်အောင် if ကိုသွားမယ်ပြီး or တွေထည့်ကြည့်မယ်ဒါ or တွေထည့်ကြည့်အောင်ဒီကောင် or တွေထည့်မယ် or နောက်ထပ်ထပ်ပြီးတော့ or ထပ်ထည့်မယ်ထပ်ပြီး or ထပ်ထည့်မယ်ဒီနှစ်သုံးလေးခု၄ခုအဲ့ဒီ၄ခုထဲမှာတို့က keep key ga ba key le app app ko nei yin do mho duplicate oops da down down ko nei yin do mho duplicate pin left right bo no duplicate detail the left အဲ့တော့ဆိုလိုချင်တာကွယ်လွယ်ပါတယ်ဟုတ်တယ်နော် app down left right ကိုနှိပ်တယ်ဆိုလို့ရှိရင်တဲ့အဲဒီအဆင့်ထိတားလို့တားလို့တမီးကိုလိုက်ရှည်လိုက်ပါဦးနှိပ်တယ်ဆိုလို့ရှိရင်ဘာဖြစ်မှာလဲနော်ဘာဖြစ်မှာလဲဘာဖြစ်မှာလဲဆိုတော့သူ့ကို costume ကိုပြောင်းလဲရအောင် costume လေးကိုဆရာကဘယ်လိုပြောင်းလဲမလဲဆိုတော့ဒီတစ်ခါ next costume ပြောင်းလိုက်မယ် next costume ပြောင်းလိုက်မယ်ထောင်းစားတိုင်းပြီးရင်သူ့ကို weight လုပ်ပေးမယ် weight လုပ်မယ်0.05 seconds ဒီလောက်လိုက်မယ်ကဲအဲ့တော့ဒါလေး save လိုက်နော်ဒီဟာလေး save လိုက်နော် okay အဲ့ဒါဆိုရင်ဒီအပေါ်ကဟာတွေမလို့တော့ sorry ဒီဘေးကဒါတွေမလို့တော့ကြာဒီဘေးက switch costume ဒီကောင်ကြီးမလို့တော့ဒီကောင်ဖြုတ်လိုက်တော့မယ် switch costume ဒါဖြုတ်မယ် ဒီကဟာကိုလဲစစ်ကောဆိုဒီ၃ခုဖြုံမယ်ဒီကလည်းဖြုံလိုက်တော့မယ်ကဲနေကြည့်လိုက်ပြီနေပြီ about that အောက်စင်အဲတန်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 တွေ့လားအာ yes smooth ဖြစ်သွားပြီတန်တတတတတတန်တူ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 ရပြီနော် ဒါလေးကပုံမြန်သွားတာပေါ့ကွာဟုတ်လားအဲဒါနီလန်လေးနှမျိုးဒါ costume လေးဆရာတို့ပြောင်းလိုက်တာ costume ပြောင်းတဲ့ပုံစံဒါလေးနော်โอเคเนาะဒီသဘောတရားနားလည်မယ်เนาะဒီသဘောတရားနားလည်လို့ရှိရင်ဒါလေးကိုဒါဥသမီးတို့နည်းနည်းနောက်ထပ် challenge တစ်ခုလုပ်ပေးမယ်เนาะဟုတ်ပြီเนาะဒီမှာကြည့်เนาะဆရာက costume လေးတစ်ခုထပ်ထည့်မယ် costume လေးတစ်ခုထပ်ထည့်လိုက်မယ်အဲ costume ကဒီမှာကြည့်မယ် C A T လို့ရိုက်လိုက်မယ် flying သူ f l y n g flying လို့နာမည်ပေးမယ်နောက်ထပ်တစ်ခုထပ်ထပ်မယ် c a t လို့ရိုက်မယ်သူဒါလေးဒါလေးကိုကြာအောက်ကိုကြာတဲ့ပုံစံလေးလုပ်လိုက်မယ် falling ပေါ့เนาะဆိုကြပါစို့ကွယ် falling ပေါ့အဲ့တော့ဆရာကမကြည့်အောင် looks မှာရမရမသိဘူးเนาะစမ်းကြည့်တော့ကိုပါကိုအပေါ်တက်လို့ရှိရင် costume ကို flying ပြောင်းမယ်ပေါ့ဟုတ်ပြီကဲအပေါ်တက်အောင်ဟိတက်အောင်ဟိအပေါ်တက် ဟာဟာပြုတ်ကြလာဒီလူကြီးဖြစ်ကုန်တော့ဟာဘာလို့ဆို next costume နေရဒီဘက်ကိုလည်း why ဖြစ်လို့ရှိရင်အပေါ်ကိုလည်းသွားတယ် next costume ဆိုတော့သူမှပြောင်းနေတာအကုန်လုံးဟာအကုန်ပြောင်းနေတယ်ဒီကောင်ဘာလို့မှမသိဘူးခေနော်ရမယ်နော်အဲ့ဒါဘလို့လွတ်ရင်ကောင်းမလဲကစဉ်းစားကြည့်အောင်ဘလို့လွတ်ရင်ကောင်းမလဲနော်ဘလို့လွတ်ရင်ကောင်းမလို့ အဲ့တော့ဒီ flying ကိုဆရာဖြုတ်လိုက်မယ်နော် flying ကိုဖြုတ်လိုက်မယ်အဲ့တော့ flying ကိုဖြုတ်လိုက်မယ်နမူနာပေါ့နော်ဆရာစဉ်းစားပြပေးမယ်နော်ကဲဒါလေးကိုခဏဘေးဖက်ထားခဏဘေးဖက်ထားပြီးလို့ရှိရင်သူ့သူ့ duplicate လုပ်လိုက်ဘေးဖက်ထားလိုက်မယ်ဒါအကုန်လုံးဖြုတ်ချလိုက်တော့ဒါဖြုတ်မယ်ဒီဘက်ကဟောင်ဖြုတ်မယ်ဒါကိုဖြုတ်မယ်ဒါကိုဖြုတ်မယ်အော်ကိုနှစ်ခုပဲထားမယ် အဖယ်တို့ညာရနော်ဒီမှာ app error ရဲ့နောက်တစ်ခါ duplicate လုပ်မယ် down error ရဲ့ app net down ကိုပဲသွားမယ် app net down ကိုပဲသွားမယ်ဒါဆို app down အဲ့တော့ app net down လဲဆိုရင်ဆရာ next costume မလုပ်တော့ဘဲနဲ့ဘယ်လိုလုပ်မလဲသူ့ကို switch costume to fly ပြီးလို့ရှိရင် 0.5 second ဆောက်ပြီး falling flying falling up down ဆိုရင် flying ရယ် falling ရယ်ပဲပြောင်းလိုက်မယ်နမူနာပေါ့ flying falling flying falling အဲ0.05ကတားမြန်နေ0.005ဆိုရင်ဘာဖြစ်သွားမလဲဟိုပုံမြန်သွားတယ်เนาะတိတ်လားအဲအဲ့တော့0.5ဆိုရင်တစ်စက္ကန့်ရဲ့တဝက်ဆိုတော့ပိုနှေးသွားမှာထင်တယ် တအားနေတယ်နော်တအားနေတယ်ကျွန်တော်0.01ဆိုရင်ဘယ်လိုဖြစ်မလဲမောင်မြန်နော်ဟမ်ဟော9လောက်ထားကြည့်စမ်းကြည့်နော်ဒါဆို तू ကဒီနှစ်ခုတွေရပဲသွားတော့မှာဒီနှစ်ခုပဲသွားတော့မှာဟုတ်ပြီနော်အဲ့တော့ ဆက်ကြည့်လိုက်နော်ဒီဟာလေးကိုနောက် duplicate ထပ်လို့ sorry တကယ်ဆို duplicate လုပ်ဆရာမလိုတော့ sorry sorry ဆရာမှားသွားတယ်ကြာဒီ if ကိုပဲ duplicate လုပ်လိုက်ဒီမှာဒီအောက်ခါကိုဖြတ်ချလိုက်တော့ဒီတစ်ခါ app down မဟုတ်တော့ဘူး right ရယ်ဘာရယ်တော့ left ရယ် right နဲ့ left ကြာတော့ तू ကဘာဖြစ်တော့ standing နဲ့ running ပဲပြောင်းမှာပေါ့ okay စမ်းကြည့်ပါဦးအေးမိုက်တယ်နော် yes standing running yeah ဲ့တော့ဒါလေးအဲ့တော့0.09ကသူ့အတွက်ဒီကောက်အတွက်ကအဆင်ပြေတယ်ကွာဒီကောက်အတွက်ကအဆင်ပြေတယ်အပေါ်အပေါ်အောက်ကောအပေါ်အောက်လည်းစိုးတော့မစိုးပေါ့လေနော်စိုးတော့မစိုးပေါ့ဒါပေမဲ့ဒါကြီးပြန်နေမြန်တယ်တော်တော်မြန်တယ်ဒီကောမြန်တယ်နည်းလေးတေးချင်တယ်အဲ့တော့01လောက်ဆိုရင်ရော01လောက်ထားကြည့်အောင် စီရွန်ကပုံမြင်တာပေါ့နော်ဟုတ်သားပဲစီ9 so 5 3 dan အရင်ကြာတော့မှာတောင်းဟောနှိပ်ပြီးမှလေလို့เนาะအဲ့တော့ဟောသူ့ကိုကြည်လိုက် one ထားလိုက်အဲ့ဟာလေးကိုဒါတို့ကိုပေါ့ကိုချိန်ကြည့်ဒါတို့မျိုးကိုပေါ့ချိန်ကြည့်အဲဒါလေးဆိုမစိုးတက်လား0.1ကတူ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 မစိုးအဲ့တော့0.3လောက်ဆိုရင်ဘယ်လိုဖြစ်မလို့တိလန်တဒီကကိုယ့်ဘာကိုချိန်ရမှာပဲဒီဇလန်ဟောကိုယ့်ဘာကိုစဉ်းစားဒါကိုကြိုက်တဲ့ခဏပြောင်းလို့ရတယ်โอเคเนาะဒီလောက်ဆိုတော်ရောပေါ့ကဲသဘောပေါက်မှထင်တယ်เนาะဟာဟာအဲ့တော့ နှစ်ခုလုံးတူသွားအောင်0.03ဒီကောင်0.03နဲ့တစ်ခေါက်လောက်ဆန်းကြည့်လိုက်ပေါ့အပေါ်အဲဒါတအားမြန်တယ်ဒီကောင်ကကြာပို့ပြီးတော့နည်းဟာဒါတော့ခေါင်းပြန်နေရဆော့နည်းတော့ရှင်းတော့ရှင်းမှာပေါ့လေကဲโอเคနော်ဟုတ်ပြီနော်အဲ့ခဏလေးတွေကိုပေါ့ကိုစဉ်းစားကြည့်လောက်ကြည့်အဲဒေါ်ဘီကဲဒါဆိုရင်တော့သူက costume နေအဲ costume နေပြောင်းတတ်ပြီးရှေ့နောက်ပြောင်းတတ်ပြီးနော်โอเคအဲ့တော့ဒီမှာကြည့်ကြည့်လိုက်ဒါလေးကိုစဉ်းစားပြပေးမယ် app နဲ့ app arrow app arrow ကိုနှိပ်တယ် or သို့မဟုတ် down arrow ကိုနှိပ်တယ် app သို့မဟုတ် down arrow ကိုနှိပ်တဲ့အချိန်မှာ flying နဲ့ falling ကိုပြောင်းပေးမှာဒါပေမဲ့ဂျာထဲမှာ weight 0.09 seconds လေးခံပေးလိုက်တော့ခဏလေးစောင့်ပြီးမှလိုက်လျှောက်သလိုပေါ့ဘဲဘဲနဲ့ညာဘဲနဲ့ဗျန်တူလျှောက်လို့ရှိရင်ခုံစုံဖြစ်သွားမှာဘဲလျှောက်တယ်ညာလျှောက်တယ်အဲ့လိုပေါ့နော် okay ရပြီနော်ဒါကြက်သလိုလို့နောက်တစ်မျိုးလှုပ်လို့ရသေး app arrow နှိပ်လို့ရှိရင် အပေါ်ဘဲသွားဒါနောက်တစ်မျိုးလှုပ်လို့ရသေးဆရာ နောက်ထပ်တစ်မျိုးထပ်ပြအောင်မယ်နောက်ထပ်ပြအောင်မယ်ဟေးဟေးဘယ်လိုရောနုံနာပါကွာဟေ့ဒါတစ်မျိုးထပ်ပြအောင်မယ်ဒါဒါတက်တက်ဟုတ်ပြီအဲ့တော့ဒီမှာ down နေတို့ကို apple တို့ပဲဆိုလို့ရှိရင် flying မဲ့တော့ down နေတို့ဆို falling မဲ့ဆိုအဲ့လိုပြောင်းချလိုက်ဒါတို့ဒါတို့မျိုးစမ်းကြည့်လိုက်နော် okay နော် yes อืม ညာပြီကဲအဲ့တော့ဒီကောင် part 4ကိုဆရာတို့ save လုပ်လိုက်တော့မယ်ယေး save လုပ်လိုက်တော့ဒါ part 4เนาะ part 4ကို save လုပ်လိုက်မယ်အဲ့တော့ဆရာတို့တော်ပြီဒီလောက်ဆိုတော်ပြီအဲ့တော့ now part 5ရောက်လို့ရှိရင်ပြန်ဆုံးမယ်ဒီတစ်ခေါက်မှာတော့ costume တွေပြောင်းတတ်တဲ့ဒီ if ကိုဒါတို့သမီးတို့ပြောင်းတတ်ပြီ yes okay see you next time bye bye